မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာမြို့နယ်နန်းတော်ကုန်းရက်ကွာတန်လန်းအနီးမှာရှိတဲ့ရဲကင်းကိုဖောက်ခွဲတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်3ဦးသေဆုံးပြီး9ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ18ရက်နေ့မနက်7:00နာရီအချိန်မှာမိထီလာမြို့နယ်နန်းတော်ဂုံလန်းနဲ့ကံပတ်လန်းလမ်းဆောင်ရထားလမ်းကံလန်းဘေးမှာရှိတဲ့ရဲကင်းကိုဘုံခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဘုံဖောက်ခွဲမှုကြောင့်ရဲ3ဦးသေဆုံးပြီး9ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ပွဲတော်ရှိတဲ့အချိန်အဲ့ဒီလိုဂိတ်လေးတွေကရက်ွက်ဆုံတဲ့နေရာလမ်းဆုံနေရာတွေမှာဖွင့်ထားတဲ့ဂိတ်ပါဒီကလည်းဖောင်တော်ဦးဖျားပွဲရဲ့ရှိလို့ဖောက်ခွဲလိုက်တာဖျားပွဲမရှိရင်တော့အဲ့ဒီရှေ့ကိုတိုးပြီးတော့လုတယ် အဲ့ဒီဂိတ်ကအမြဲတမ်းလိုလိုရှိတယ်မနေ့ပိုင်းပွဲတော်မဆခင်၈နှစ်လောက်မှခွဲခဲ့လိုက်တာနှစ်ဦးသေးသွားတယ်တဦးကတော့သေမလားမသိဘူးသေဖို့ကတော့များပါတယ်လို့ပြောတယ်နှစ်ယောက်ကတော့၆ယောက်ပြတ်တယ်ရဲမေနှစ်ယောက်မှတယောက်ကထိခိုက်ဒဏ်ရာပြင်းထန်တာပေါ့တယောက်ကတော့မျိုးလုံးထွက်သွားတယ်တေတာကနှစ်ယောက်အပြင်းထန်ဒဏ်ရာရတာက၃ယောက်တိမ်မပြင်းတဲ့ဒဏ်ရာရတာက၄ယောက်ပါ ြည်သူတော့မပါဘူးရဲနဲ့စစ်ခွေးကိုလိုလားတဲ့အုတ်ချုပ်ရေးမှုတွေတော့ပါလောက်တယ်လို့မိထီလာမြို့နယ်ပကဖကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အလားတူပဲစက်တမလ16ရက်နေ့ည9:00နာရီဝန်းကျင်အချိန်ကကလည်းမိထီလာမြို့ပေါ်မှာရှိတဲ့မြို့မရဲစခန်းရှိမှလည်းမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ရာမိုင်းတစ်လုံးပောက်ခွဲပြီးတော့တစ်လုံးကတော့ပောက်ခွဲမှုမရှိဘူးလို့သိရပါတယ် မိုက်ပေါက်ကွဲမှုကြောင့်အကြမ်းဖက်စစ်သားနဲ့ရဲများထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမိထီလာမြို့နယ်ပတ်ကောက်ဖားနယ်မိထီလာခရိုင်တရင်လေးရဲဘော်များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့အောင်မြင်စွာစုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မိထီလာမြို့ကပြည်သူတအုပ်ကမနက်၈နာရီလောက်မှာမိထီလာနန်းတော်ကုန်းရက်ကွက်တန်လန်းသားကအဆောင်ရဲကင်းသားမှာဘုံကွဲတယ်ရဲတအုပ်၆လောက်ပြတ်သွားတယ်တခြားအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရတယ်ထိခိုက်တဲ့သူတွေဒဏ်ရာပြင်းထန်တယ်စိုင်းကယ်တွေကတော့အများကြီးပဲပျက်စီးသွားတယ်လို့ပြောဆိုထားပါတယ် ဘုံပောက်ကွဲပြီးတဲ့နောက်စစ်တပ်ကမိထီလာမြို့ကိုပိတ်ဆို့စစ်ဆေးမှုများလှုပ်ဆောင်ခဲ့ပြီးတော့ဂိတ်ချစစ်ဆေးမှုများကိုလည်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။မိထီလာမြို့နယ်ပကဖားနယ်မိထီလာခရိုင်တရေးများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုအရှိန်မြင့်ပြီးတော့တိုက်ခိုက်လျက်ရှိပြီးမိဘပြည်သူများအနေနဲ့အကြမ်းဖက်စစ်သားရဲအုပ်ချုပ်ရေးမှုများနဲ့ပူးပေါင်းလုပ်ကိုင်နေထိုင်ခြင်းမပြုလုပ်ကြရန်အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုများစစ်ရေးများစေအိမ်မှုယာယီမှုများကိုထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့အတည်ပြုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းတိုင်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ထန်တလန်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားရာ live villa တဲခိုကန်စစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးကတေဆုံးပြီးလက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ18ရက်နေ့မနက်7:30မိနစ်အချိန်မှာထန်တလန်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီအင်အား30ခန်းနဲ့တပ်ဆွဲထားတဲ့ live villa တဲခိုကန်ကို ချင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးကံတေဆုံးပြီးတခြားစစ်သားတွေကတော့ဒဏ်ရာအများပြားရရှိပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါဗျ။စစ်သားများကြာရိတ်ခဲ့တဲ့လက်နက်ခဲယံများကိုလည်းတိမ့်စီရရှိခဲ့တယ်လို့သိရပါဗျ။ ခန္တလန်မြို့မှာစစ်ကောင်စီတပ်တွေတပ်ဆွဲထားတဲ့နေရာက၄ခုရှိတာပေါ့အဲ့ဒီတဲကလိုင်ဗီလာဆိုတဲ့နေရာတစ်ခုကတော့မနေ့က၁၇နှစ်ခွဲကစပြီးတော့စစ်စင်ရေးစတယ်ညနေ၄နာရီလောက်မှာအပိသက်တိမ့်ပိုင်နိုင်ခဲ့တာပေါ့လက်နက်ခဲရနေလဲတိမ့်စီရရှိတယ်စစ်ကောင်စီ9ဦးလောက်တေးတယ်ဒဏ်ရာရတဲ့ဟာတွေလည်းရှိတယ်ဒီစစ်စင်ရေးမှာချင်းလန်းအစိုးရတပ်ဖွဲ့တွေနဲ့15ဘွဲ့လောက်ပါတာပေါ့ လက်နက်ကတော့တော်တော်များများရခဲ့လိုက်ပါတယ်ကြီးစံအနေနဲ့တခြားပစ္စည်းတွေရောပေါ့တော်တော်များများရခဲ့တယ်လို့ပြောလို့ရတယ်ကြံနေတဲ့စခန်းကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတာမဟုတ်လို့မကြခင်မှာအောင်မြင်တော့ပါလို့ CDF ထန်တလန်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုချင်းအမျိုးသားတပ်မတော် CNA ထန်တလန်ဒေသကာကွယ်ရေးတပ်ဖွဲ့ထန်တလန် CDF ဟာခါဒေသကာကွယ်ရေးတပ်ဖွဲ့ဟာခါ CDF နဲ့ချင်းလန်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များဖြစ်ကြတဲ့ CDF အဖွဲ့များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များအထူးကမရှိဘဲနဲ့အောင်မြင်ခဲ့တယ်လို့သိရပါတယ် ထန်တလန်မြို့ပေါ်မှာအသိပ္ပယံကြန့်ရှိနေသေးတဲ့စစ်ကောင်စီတပ်စခန်းများဟာထန်တလန်မြို့မှာရဲစခန်း CB Bank နဲ့ထန်တလန်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးလို့ဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီအင်အားတရာကျော်ခန့်နဲ့တပ်ဆွဲထားတယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကိုလည်းဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ရရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြေသားမြို့နယ်မှာရေပေးတင်ပြည်သူများကိုကူညီကယ်ဆယ်ရန်လာရောက်တဲ့ပရိုက်တာအဖွဲ့နဲ့အလူရှိများထံကနေပြီးတော့လူတန်းမဲ့အလူပစ္စည်းများအားလုံးကိုစစ်တပ်ကတောင်းခံခဲ့ပြီးတက်အစီအစဉ်နဲ့လူတန်းပေးမယ်ဆိုပြီးတော့နှင်လွတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။စက်တမလ18ရက်နေ့မှာပရိုက်တာအဖွဲ့များနဲ့အလူရှင်များကမြေသားမျိုးကိုတွားရောက်ပြီးတော့ရေမေးတဲ့ပြည်သူများကိုကူညီရန်အလူပစ္စည်းများနဲ့တကွရောက်ရှိလာခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီအချိန်မှာအရက်ဝင်းနဲ့မြို့ရဲ့လုံခြုံရေးတာဝန်ယူထားရတယ်ဆိုတဲ့ ်စစ်တပ်ကအလူရှင်များကိုတပ်ဆိုင်ရာတပ်တာဝန်ရှိသူများထံမှအနှံ့ကြရန်တပ်အစီအစဉ်နဲ့ပြန်လည်လှူဒန်းပေးမယ်ဆိုပြီးတော့အလူပစ္စည်းများကိုတောင်းခံနေတယ်လို့သိရပါတယ်။မနေ့ကမြေသားကိုရောက်တော့ရေမင်းတင်ပြည်သူ2000လောက်ရှိတယ်ပြောတယ်။အဲ့ဒါအရဝတ်တွေနဲ့တပ်ကလူတွေကပစ္စည်းတွေကိုသူတို့စီအပ်သူတို့ကနေတစ်ဆင့်အကုန်လုံးစီကိုရောက်ဖြန့်ဝေပေးမယ်လို့ပြောတယ်။ပြည်သူ2000လောက်စီကိုသူတို့ကဖြန့်ပေးမယ်ပေါ့။အဲ့ဒီလိုပြောတာအဲ့ဒီလိုကြီးတော့ကျွန်တော်လည်းမအပ်နိုင်ဘူးလေ။သူတို့ကလူချင်းလဲသူတို့စီကိုအပ်မလူချင်းလဲနေဆိုတဲ့သဘောမျိုးလာပြောလာတယ်လို့ တွားရောက်လူတန်းခဲ့တဲ့အလူရှင်တအုပ်ကပြောဆိုလာပါတယ်မြေသားမှာအခုလိုမျိုးစစ်တပ်ကအချက်ကိုင်းတဲ့အတော့အလူရှင်တချို့ကလည်းပစ္စည်းများကိုထားခဲ့တော့လေတချို့အလူရှင်တွေကတော့အလူပစ္စည်းများကိုယူဆောင်ပြီးတော့တခြားသောရေပိတ်တဲ့နေရာများကိုပြောင်းရွှေ့လှူဒန်းနေကြတယ်လို့သိရပါတယ်အလားတူပဲတောင်ငုံမြို့နယ်ထားတဲ့ပင်မြို့ရေဒါရှင်မြို့နယ်တို့မှာလည်းရေပိတ်တဲ့ပြည်သူများကိုလာရောက်ကူညီသူများကိုစစ်တပ်ထံကိုတရင်ပေးဖို့ရန်အလူပစ္စည်းများကိုစစ်တပ်ရဲ့အစီအစဉ်နဲ့သာလှူဒန်းကြရန် PRP ခိုင်းစိတ်နေတယ်လို့သိရပါတယ်။ထိုင်းတမိန်နဲ့ရေတာရှိကိုသွားတဲ့အဖွဲ့တွေကိုစစ်တပ်ကတားတယ်။ပစ္စည်းတွေပါလာရင်ထားခဲ့သူတို့လူပေးမယ်။လူကျင်တဲ့နေရာတွေကိုသွားလူဝင်မပေးဘူး။နယ်မြေလုံခြုံရေးကိုအကြောင်းပြတယ်။ပြီးတော့ပစ္စည်းတွေကိုထားခဲ့ခိုင်းတယ်။သူတို့လူပေးမယ်လို့ပြောတယ်လို့စီးပွားရေးလုပ်ငန်းတစ်ခုကလူမှုကူညီရေးကွန်ရက်ကပရိဒါကိုအဖွဲ့ဝင်တစ်ဦးကပြောပြထားပါတယ်။ဒါအပြင်စားနဲ့ရိတ်ခါများဆိုပါကစစ်တပ်ကစစ်ဆေးပြီးမှသာရေပြင်းတဲ့ပြည်သူများထံကိုဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒါကြောင့်စားနဲ့ရိတ်ခါများကိုစစ်တပ်ထဲမှာထားရှိပြီးတော့စစ်ဆေးခြင်းနဲ့ ဖြန့်ဝေခြင်းများကိုတပ်အစီအစဉ်နဲ့သာလှုပ်ဆောင်မယ်လို့စစ်တပ်ကပရဟိတနဲ့လူမှုကွန်ရက်အလှူရှင်များကိုပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူးရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူနာဦးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ18ရက်နေ့မနက်6:00နာရီနဲ့စက်တဘာလ18ရက်နေ့မနက်9:50မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကနထိုးကြီးမြို့နယ်ဝက်လူးရွာကိုလေကြောင်းနဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဝက်လူးကျေးရွာဟာအမှတ်1အမှတ်2နဲ့အမှတ်3ဆိုပြီးတော့ကျေးရွာရက်ွက်3ခုရှိပြီး အကြမ်းဆက်တိုက်ရဲ့လေးချောင်းနဲ့ဘုံကျဲတိုက်ခတ်မှုကြောင့်အမတ်သုံးရက်ကွာကပြည်သူနာဦးတေဆုံးခဲ့ပြီးအမည်များကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။ဒါအပြင်ခြေွာအတွင်းမှာရှိတဲ့နေအိမ်များလည်းထိခိုက်ပျက်စီးမှုရှိခဲ့ပြီးတော့ခြေွာတဝိုက်မှာလည်းထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။ရွာမှာကအမတ်တဲ့အမတ်နဲ့အမတ်သုံးဆိုပြီးတော့ရှိတာအမတ်သုံးမှာပြည်သူနာဦးပွဲချင်းပြီးတေဆုံးတယ်လို့သိရတယ်။မနေ့ကတော့လေးရင်လေးစီးနဲ့လာတယ်ဂျက်ဖိုင်တာနဲ့ကတော့မနေ့ကမနေ့ဆယ်နာရီခွဲလောက်ကစပြီးတော့တိုက်ပွဲကဖြစ်တော့ ကျဲလိုက်ငြိမ်သွားလိုက်ကျဲလိုက်နဲ့မနေ့ကတနေကုန်လိုလိုပါပဲဒီနေ့ကတော့မနေ့၈နာရီခွဲကတခါပဲလာကျဲတယ်တိုက်အိမ်တွေလည်းထိတယ်တရွာလုံးတော့ဆစ်ဆောင်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲသခိုင်းတိုင်းကံဘလူမြို့နယ်မလဲကြီးရွာကိုစစ်ကောင်စီတပ်ဖွဲ့ကလေးချောင်းကိုအုံပြုပြီးတော့အပြင်းထန်တိုက်ခိုက်နေကြောင်းဒေသခံသတင်းရင်းမြစ်များကပြောဆိုထားပါတယ်စက်တဘာမာလ18ရက်နေ့မနေ့၈နာရီဝန်းကျင်ကစတင်ပြီးတော့ MI-35 တိုက်ခိုက်ရေးရဟတ်ရင်နဲ့မလဲကြီးရွာကိုနှစ်ချိန်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့မနေ့10နာရီမှာတိုက်လေရင်နဲ့ သုံးချိန်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းကျွန်းလကံဘလူတက်ကြွလှှရှားသူများအဖွဲ့ကသတင်းထုတ်ပြန်ထားပါရယ်မနေ့ကညနေ9:45မိနစ်အချိန်ဝင်းကျင်ကနေပြီးတော့ညနေ6:10မိနစ်ဝင်းကျင်အချိန်အထိ တိုက်လေရင်များကိုအသုံးပြုပြီးတော့ဘုံကျက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒီကနေ့စက်တမလာ17ရက်နေ့မနက်7:15မိနစ်ဝင်းကျင်ကစတင်ပြီးတော့မနက်7:40မိနစ်ဝင်းကျင်အထိစစ်ကောင်စီကမလဲကြီးရွာကိုတိုက်လေရင်နဲ့ဘုံလေးလုံးကျက်ချခဲ့တယ်လို့သိရပါတယ်လေရင်ပေါ်ကစက်တနက်များနေပါပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းကျွန်းလကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရေဦးမြို့နယ်မှာခရီးသည်တွေကားတစ်စီးမိုင်းထိမှန်ပြီးတော့အမျိုးသမီးတအုပ်သေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ18ရက်နေ့မှာမန္တလေးကနေရေဦးမြို့နယ်ဘက်ကိုခရီးသည်တွေတင်ဆောင်လာတဲ့အောက်ရတနာကားအသင်းကအန်စာတုံးကားတစ်စီးဟာရေဦးမြို့နယ်တောင်ပချမ်းမူတာကုန်းရွာနယ်ဆယ်ကြီးရွာကြားကွန်ကရစ်လမ်းအဆုံးတနေရာမှာမိုင်းစာထိမှန်ပြီးတော့အမျိုးသမီးတအုပ်သေဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီခရီးသည်တွေကားဟာမိုင်းဆွဲတိုက်ခိုက်ခံရခြင်းမဟုတ်ဘဲလမ်းဘေးမှာကြေးရွာပတ်ကပ်ရဲဘော်များထောင်ထားတဲ့ ဲ့ mind error ဖြစ်ပြီးတော့ပောက်ကွဲမှုဖြစ်ပွားတဲ့အချိန်မန်းစာထိမှန်တေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မန္တလေးကနေရေဦးဘက်ကိုပြန်လာတဲ့ခရီးသည်တင်ကားတစီရေဦးနယ်တောင်ဘက်ချမ်းမူတာကုန်းရွာနဲ့ဆယ်ကြီးရွာချာကိုကရီလန်းအဆုံးတနေရာမှာ mind error ဖြစ်ပြီးတော့ပောက်ကွဲထိမှန်ခဲ့တယ်။တေဆုံးသူကမန္တလေးကနေဆေးကုပြီးတော့ပြန်လာတာကားကောင်းကန်းထဲမှာလိုက်ပါလာတဲ့အမျိုးသမီးကြီးတဦးညဘက်နှစ်ဖူးမိုင်းစာထိမှန်ပြီးတော့နေရမှာတွေတည်ဆုံသွားတယ်အခုရပိုင်းမှာနေပူလိုက်မိုးရွာလိုက်ဖြစ်တော့သူ့အလိုလို error ဖြစ်ပြီးတော့ကားလာတဲ့အချိန်ထပြီးတော့ပောက်ကွဲသွားတာလို့သိရတယ် မိုင်းမဆွဲလိုက်လို့ထိခိုက်တာတော့မဟုတ်ဘူးသူ့လို့လို့ထပ်ပောက်ွဲတာကားလဲမိုင်းစာတွေထိမှန်ပြီးတော့မှန်နေပါထိခိုက်သွားတယ်ကြေးပါပကဖရဲဘော်တွေထောင်ထားတဲ့မိုင်းလို့သိရတယ်လို့ရေဦးအခြေပြု People's Defense Comrade ကြံကြားရေးတာဝန်ခံထူးခန့်သောအမေသားကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ